မင်္ဂလာညာချမ်းလေးပါခင်ဗျာ။ခါးရေးဆရာထမန်တောင်ကိုရေးသားထားတဲ့တဝဲသားမုတ်ဆိုးနဲ့ကြောက်ဖုံးကြီးရဲ့ကပိယာဆိုတဲ့သိဝင်ဇာဝေယာတော်တွင်မုတ်ဆိုးဇလန်းကောင်းလေးရဲ့ဒုတိယပိုင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါရခင်ဗျာ။နားဆင်ခံစားပေးကြပါဦးခင်ဗျာ။ဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe အလို့ရသေးသူများလှူထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။ မုတ်ဆိုးကြော်ကောင်အလွန်မင်းထိတ်လန့်သွားရလေတယ်။ဂူနာကသူပြစ်ခဲလို့ထိမှန်သွားတဲ့နာနာဘဝကောင်ဟာအခုတော့မီးရောင်မှိန်ပြပြအောက်စီမှာထမင်းအနီနဲ့အင်းကြီးအဝါရောင်ဝှက်ထားတဲ့မိမတယောက်။သပင်ပုံဖွားတို့ကဖွာလန်နေပြီးတော့မှောက်ရသာလဲကျနေတယ်။မုတ်ဆိုးကြော်ကောင်မှာတော့သူ့ကိုယ်သူလူကိုမှားယုံ ပြစ်ခတ်မိပြီးလူတမ်းမှုဖြစ်ပြီးလားရဲ့လို့တွေးမိရလေတယ်။ဒါပေမဲ့သူပြန်တွေးတော့လေဂူနာကမျက်လုံးနီးကြီးကြီးကြီးတွေနဲ့တဒန်က လုံးဝလူတယောက်ရဲ့အရှိတရားမဟုတ်ဘူး။ဖြစ်လဲမဖြစ်နိုင်ဘူး။ မီးရောင်ကြောင့်မျက်လုံးအယောင်ပြန်နေဆိုရင်လည်းထားပါဦးအခုကဘာမီးရောင်မှကိုမရှိနေဘဲနဲ့မျက်လုံးတွေကနီတောက်နေနေတယ်ပြီးတော့မျက်လုံးအယောင်ပြန်ခြင်းသဘောတရားမျိုးဆိုတာကလည်းလူတို့ရှိမှမရှိတဲ့လိမ့်ဆန်တို့မှသာရှိတတ်တဲ့အရာပါလိမ့်ဆန်တွေမှာတော့အတီးရွယ်စားတဲ့တရဝါတို့ဟာမျက်လုံးမီးရောင်ပြန်ရင်များသောအဖြစ်အစင်းရောင်သာပြန်တတ်တာများပြီးတော့အသာစားကျူးတဲ့သားရဲများကတော့နီးကျင့်ရဲတောက်တဲ့မျက်လုံးအယောင်ပြန်ခြင်းမျိုးရှိတတ်တယ် ယုံလိုသရဝါမျိုးကတော့အသီးရွယ်စားပေမဲ့ဒီတောက်တော်အယောင်ပြန်ကြီးမျိုးရှိတယ်တဲ့သူတို့ကကူးနာကမျက်လုံးနီးနေတာသာမန်မဟုတ်ဘူးငါပြစ်လိုက်တာဟာလဲနနာဘူကကောင်းနေဆိုတော့တေချာလို့ပြစ်လိုက်အခုမြင်နေရတာလဲမိမဟာသာမန်လူတော့လုံးဝမဟုတ်ဘူးငါတော့တောမောင်မျက်စိလဲတယ်ဆိုတော့တေချာလဲငါဆင်းကျင်လဲငါ့အတွက်အန္တရာယ်များတယ်မနဲ့လင်းမှာပဲကြီးတော်မယ်ကွာမဟုတ်ဆိုကြောကောင်းတတိမလက်ခဲပဲအသေးချာစစ်စစ်ပေါက်ပေါက်တွေးပြီးတော့အောက်ကိုမဆင်းတော့ဘူးစုံဖြက်လိုက်လေတယ် ီနောက်ပိုင်းမှာတော့မိုးဆိုးကြောကောင်စိတ်ကိုရှော့ချလိုက်လေပြီးတတိကိုကတ်ထားရင်းနဲ့ပင်ပန်းနေတဲ့ခန္ဓာကိုယ်အတွက်အမှုရရှိစေဖို့ရာမေးဆက်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့လည်းတရေအိတ်ထားပြီးလည်းဖြစ်ပြန်၊ဂူနာကကြုံဆုံထားတဲ့အဖြစ်ပြက်ကြောင့်လည်းလူကတတော်နဲ့ပြန်အိတ်မပျော်ဘူးလေ။မနဲ့လင်းလူလူအချိန်ကိုရောက်မှပဲအိတ်ပျော်သွားခဲ့ပါတော့တယ်။မျက်နှာစီကိုဓာတ်ရိုက်ကြောက်ရွံ့လာတဲ့နေရောင်ကြီးကြောင့်မိုးဆိုးကြောကောင်နိုးထလာရတယ်။အိတ်ချစိတ်မပြေသေးတာမို့မျက်နှာကိုဆောင်းပြီးအသာပြန်ကမေးဆက်ဖို့ကြိုးစားလိုက် ဒါပေမဲ့လည်းတစုံတစ်ခုကိုတတိထားမိပြီးတော့မုံဆိုးကြောကောင်ဇက်ခနဲ့ထားထိုင်ပြီးလိုက်သူတတိထားမိတာကအလင်းရောင်လာနေပြီဖြစ်ပေမဲ့အဝင်းကျင်တစ်ခုလုံးဟာဘာတန်ညာတန်တစ်ခုမှမကြားရပဲလုံးလုံးတိတ်ဆိတ်နေလေတယ်ဒေါတောင်ဆိုတာဒီလိုမဖြစ်သင့်ဘူးလေမနဲ့လင်းနာနဲ့ကြီးငှက်သားရတန်တို့ကတော့ကြားတင်တယ်လေအခုကတမူကိုထူးနေရပြန်ပြီဟိုဘက်ရက်တုံးကလို့နေရာအပြောင်းအလဲများဖြစ်လေသလားလို့မုံဆိုးကြောကောင်တွေးမိပြီး သူရှိနေရာဝင်းကျင်ကိုကြည့်တော့မနေတုန်းကတက်ရောက်အိတ်ဆက်ခဲ့တဲ့ပေါ့ပင်ကြီးထက်စီမှာပါပဲဒီခိုက်မှာပဲမုံစုကြောကောင်စိတ်ထဲကိုညာတုန်းကအဖြစ်ပြက်ကိုတတိယမိသွားလေတဲ့သူညာတုန်းကတနက်နဲ့ပြစ်ခတ်မိလို့တေသွားတယ်မိမလားချက်ချင်းပဲညာတုန်းကနေရာကိုလှမ်းကြည့်ပြီးတော့ဘာဆိုဘာမှရှိမနေဘူးမုံစုကြောကောင်စိတ်ရှုပ်ထွေးသွားရတယ်ဗျညာတုန်းကအဖြစ်ပြက်ကအိမ်မက်မဟုတ်တာကအသေးချာကြီးသူစိတ်ထင်မှားတာလဲလုံးဝမဖြစ်နိုင်ဘူးအခုကြတော့ဘာဆိုဘာမှရှိမနေခဲ့ဘူး အုပ်စိုးကြောကောင်တသက်မှာတောမောက်တောချောက်မှုတွေများစွာကြုံမှုပါတယ်။အခုဒီချိန်လိုတောမောက်တောချောက်မှုမျိုးကိုတော့ဘယ်တော့မှမကြုံခဲ့ဘူး။အုပ်စိုးကြောကောင်ရဲ့စိတ်ထဲမှာအတော်ကိုပဲမကြေမချမ်းဖြစ်လာရတယ်။သစ်ပင်အောက်စီကိုဆင်းလိုက်တယ်။ပြီးတော့ဒေါသတကြီးနဲ့ဆဲဆိုပြီးတနက်ကိုအကြိမ်ကြိမ်ကြည်ထဲလို့ပဝင်းကျင်အနက်ကို၄-၅ချက်လောက်လှည့်ပစ်လိုက်လေ။ခွေးပါလာတော့ပိုင်လေ။မရေပေးနှမပေးအယုတ်တမလေ။မင်းတို့ကငါကဘာလုံးမိလို့အခုလိုလုံးနေကြတာလဲ။ခွေးပါသာအယုတ်တမလေး။ ဖွေးကွာဟိုဆိုကြောကောင်းရဲ့ဆဲဆိုတန်းကပဝင်းကျင်အနှံ့စီကိုပြန့်နှံ့ပဲ့တင်သွားလေတနက်ပြစ်ခတ်မှုကြောင့်တောလန့်တောလှုပ်တာမျိုးလုံးဝမရှိသလိုအရာရာကလည်းငကိုကအတိုင်းတိတ်ဆိတ်ခြောက်ကပ်လို့နေတယ်မဟုတ်ဆိုကြောကောင်းဘာလို့ရမယ်မသိတော့ဒေါသကတော့အတော်ကြီးကိုပဲထိမ့်မရလောက်အောင်ဖြစ်နေရပြီလေတိတ်ကစောက်တီးရမရတာမို့တည်ငြိမ်စေဖို့ရာအတွက်နေရာမှာတင်ခြေပြေးလက်ဖြစ်ထိုင်ချလိုက်လေတယ်မဟုတ်ဆိုကြောကောင်းတိတ်ကိုထိန်းချုပ်မှုအတွက်ထိုင်နေမိတာအချိန်အနည်းငယ်ကြာသွားချိန် နားတဲ့စီကိုခြေတံတစ်ချက်ချက်ကတိုးဝင်လာတယ်။ဒီအတန်ကြောင့်မိုးဆိုးကြောကောင်လဲအန်ဒီရဲ့ဆိုတဲ့အသီးနဲ့တနတ်ကိုဇက်ခနဲ့ကောက်ဆွဲပြီးတော့တပတ်လှဲ့ချကလှဲ့လို့ထိုးချိန်မိလေတော့ဟင်းမိုးဆိုးကြောကောင်အလွန်မဲ့အန်အားတင့်သွားရတာမို့နှုတ်စီကအာမေရိတန်မှာထွက်လာရအကြောင်းကသူတတန်းနဲ့ထိုးချိန်ထားရစီမာကသပိတ်ကို ပိုက်ခါရက်နေတဲ့ဖုံးတော်ကြီးတပါးမိုးဆိုးကြောကောင်ရဲ့အပြုတ်မှုကြောင့်ဖုံးတော်ကြီးကခြေလန်းတွေကိုရက်တန်လိုက်ဟန်ပါပဲမျက်လွာကချထားလဲသင်ငန်းဝါဝါဆူဆူအောက်စီမှာ ဟုံးကြီးရဲ့အသားရည်တွေကစွတ်စွတ်ဖြူနေတယ်ဗျ။တက်တော်ကတော့60ဝန်းကျင်လောက်ရှိမယ်လို့မိုးဆိုးကြော်ကမှန်းဆမိတယ်။လက်ရှိအနေအထားထိတော့အံ့အားသင့်နေတဲ့မိုးဆိုးကြော်ကဟာတနက်ကိုထိုးချိန်ထားဆဲပါပဲ။ဟုံးတော်ကြီးကိုမြင်ပေမဲ့မိုးဆိုးကြော်ကတနက်ကိုချားဖို့ရမတွေ့ရဘူး။သူ့လက်ရှိကြုံနေရတဲ့တောကတာမန်မဟုတ်ဘူးလေ။မျက်စိလဲနေခဲ့တာ3ရက်ကျော်4ရက်။ညာလုံးကလည်းဆိုးရွားတဲ့ထိတ်လန့်ဖွဲရအဖြစ်ပြက်တွေကိုကြုံခဲ့ရပြီလေ။ဒီလိုတောစီမှာအခုမြင်နေရတဲ့ဖုံးကြီးဟာလည်း ွေယိုသားယိုတမဲရိုးကြတော့မှဖြစ်နိုင်ဘူးဖြစ်နိုင်ဘူးကလည်းအလားလာမရှိဘူးလေဘုန်းကြီးကတော့မျက်လွာကိုချကခြေစုံရက်နေသေးပါပဲဘုန်းကြီးခမရဘယ်ကလာတာလဲဟိုဆိုးကြီးကြောအောင်ကတနက်ကိုမချသေးပဲလေးတန်းကိုတင်းလို့ခတ်မှမှခရမ်းရိုက်မေးလိုက်အောက်ရွာများစီကလာပါလေဘုန်းကြီးရဲ့အတန်းကအေးစေးတည်ငြိမ်ပြီးလိုက်ခတ်တန်တချို့ပါဝင်နေကမိုးဆုကြောကောင်းရဲ့ရင်းစီကိုလှုပ်ခတ်သွားစေတယ်။ရွာတွေကဗမာလဲ ကျုပ်ဒီမှာလမ်းပြောင်းနေတာအခုရက်နဲ့ဆို9ရက်တီးတီးရှိပြီကျုပ်ပြန်ကျင်တယ်လမ်းပြပေးပါဒီတော့စီကနေတကားကြီးပြန်လို့မရသေးပါဘူးဘာကြောင့်လဲဖုန်းကြီးရဲ့စကားကိုမိုးဆိုးကြောကောင်းကမကြည်မချန့်ဒေါသတန်နဲ့ပြောလိုက်ဒီတော့ကနေတကားကြီးထွက်ခွာဖို့မလွယ်ကူတာမို့လို့ပါဘာဒီတော့ကဘာတော့မလို့လဲဗျမိုးဆိုးကြီးကြောကောင်းဒေါသတန်နဲ့ကြဲလောင်စွာအဲ့ဟော်ရင်ပေးလိုက်ဖုန်းကြီးက ဒီတော့ကတော့တာမန်တော်ပါပဲဒါပေမဲ့ဒကာကြီးဟာဒိဗ္ဗမာယာဒိဗ္ဗပရိယေတို့ကိုကံအကြောင်းအဖြစ်ကျုံဆုံနေရပါတယ်။လက်တူကကြုတ်ကိုလှဲဆထားတယ်လို့ဆိုလိုချင်တာလား။မဟုတ်စုကြောကောင်ကငငယ်တုန်းကကိုရင်ဝင်လင်းနဲ့လေးဝအထီးရောင်နေကစာဝလိုက်စားဘူးတယ်။ဒိဗ္ဗမာယာဆိုတာပါဠိအသုံးဖြစ်တဲ့နတ်တုကလှဲပြထားတဲ့သဘောကိုဆိုလိုတာမှမဟုတ်စုကြောကောင်သိတယ်။မှန်ပါတယ်ဒကာကြီး။ တကယ်လို့တကာကြီးသာလုံးမြောက်ချင်တော့ဖုန်းကြီးနဲ့လိုက်ခဲ့ရပါမယ်။ကျောက်ကလိုက်ခဲ့ရမယ်ဟုတ်လား။ဟုတ်လားရေရတယ်ဗျာ။မုတ်ဆိုးကျောကောင်ကသဘောအကြကြီးကြကပြောဆိုပြီးခနဲ့လို့ဟဲ့ော်ရန်မောလိုက်။ဖုန်းကြီးကတော့တင်းငိမ့်စွာရှိနေပြီးခံမစိတ်ပါပဲရှိနေတယ်။မုတ်ဆိုးကျောကောင်ကရန်မောလို့အားရလေတော့ကျောက်ကဘာကြောင့်ခမားနဲ့လိုက်ခဲ့ရမှာလဲ။တကာကြီးဒီတော့ကလည်းလုံးမြောက်စေဖို့သုံးတစ်ခုလဲတော့အခွင့်ရေးမှုပါ။ဟုတ်ပါပြီထားပါ ယုတ်ကအခုထိတော့ခမ ्या ကိုမယုံသေးဘူးညာလုံးကလည်းသစ်ပင်အောက်မှာနနာဘူကကောင်းနေတွေးပြီးတော့ကျုပ်တနက်နဲ့ပြစ်ခတ်လိုက်တာဒါကောင်ထိပြီးမိမတယောက်ဖြစ်ပြီးသေသွားတယ်အလောင်းကိုကျုပ်အသေးချာတွေးရတယ်အခုမနေ့ကဆင်းကြည့်တော့အလောင်းနေရာမှာဘာမှရှိမနေဘူးဒီတော့ကခမ ्या ပြောသလိုပဲမာယာများစွာနဲ့ကျုပ်ကိုလှဲပြားနေတယ်ဒါကြောင့်ခမ ्या ကိုလည်းကျုပ်မယုံဘူးခမ ्या ကိုမေးခွန်းနဲ့ကျုပ်ထုတ်မယ်ဖြေနိုင်ဖြေအဖြေနိုင်ရင်တော့ကျုပ်ပြေးရလိမ့်မယ်ရပါတယ်ပထမဆက်ရှိလို့စုံရတဲ့ဖုံးကြီးရဲ့တကားကြီး ီရဲ့ဖြစ်ခါနဲ့လုံမြောက်စေဖို့ဖုန်းကြီးဖြေပေးပါမယ်။ကောင်းပြီလေ။ကြုံမေးမယ်။ခမားကဖုန်းကြီးအစ်စ်လား။မိုးစိုးကြော်ကောင် မေးလိုက်တယ်ဗျ။ဖုန်းကြီးကလည်းမျက်လွာကို ချတာကကြေစုံရက်နေရင်ကပုံစံလုံးဝမယွန်းပါပဲ။အစ်စ်ပါတကားကြီး။ခမားတို့မှာဝင်းနီးဘဏ္ဍွယ်ရှိတယ်လေ။မိုးစိုးကြော်ကောင်ကထက်စက်ကွန်းလို့မေးမြန်းလိုက်။တန်ခါဝင်းနီးဟာ228ွယ်ရှိကြောင်းသူသိထားတယ်လေ။ ဒီမေးခွန်းကိုတစ်ဖက်ကဖုန်းကြီးကတကယ်ဖုန်းကြီးတော့အစ်စ်သားဆိုရင်ဖြေနိုင်မှာဖြစ်ပြီးတော့တောလဲတောမောက်ချင်းကြောင့်ရောက်ရှိလာတဲ့ဖုန်းကြီးဆိုဖြေနိုင်မှာမဟုတ်ဘူးလို့အိုးစုကြောကောင်တစ်ထစ်ထစ်ယုံကြည်ထားတယ်ဖြေသာလွဲရင်တော့တနက်နဲ့ပြစ်ခတ်ဖို့ကလည်းအစင်းစင်းပြင်ဆင်ထားလိုက်တယ်လေဝင်းနီ228သွယ်ရှိပါတယ်တကားကြီးဖုန်းကြီးကအေးစေးတင်းရင်စွာနဲ့ဖြေလာတော့အဖြေမှန်သွားတာမို့မိုးစိုးကြောကောင်အာအာတင့်သွားရတယ်ဒါပေမဲ့ဒီလောက်နဲ့ယုံကြည်လိုက်ပြီလို့မရသေးဘူးလေထပ်ပြီးမေးမြန်းဖို့တွေးလိုက်တယ် အဲ့ဒီ228ပါးကိုအသေးစိတ်ပြောပြကြည်ဗျာဝင်းဒီတို့ကိုအကျယ်ဝန်းရမှာလားအချို့တို့ကိုစိုးရမှာလားတကားကြီးအချို့တို့ကိုအရင်စိုးပါကောင်းပါပြီတကားကြီးဝင်းဒီ228သွဲကို ပြန်စင်ခွဲပြီးအချို့တို့ကိုစိုးရရင်ပါရာဇီက၄သွဲတန်ဃာဒိဋ္ဌိသိက္ခ33သွဲအန္ဒီယတ2သွဲနေတဂိယ33သွဲသုဒ္ဓပါစိတ်က62သွဲ ပါဏိဒေသနိက၄တွဲသေခိယ85တွဲအဓိကယနသမထာက9တွဲစုစုပေါင်း229တွဲရှိပါတယ်တကားကြီးဘုန်းကြီးရဲ့အပြေစကားအဆုံးမှာမောဇိုးကြောကောင်စိတ်တွေအလွန်အမင်းလှုပ်ရှားသွားရပြီးတော့ဘုန်းကြီးစီကိုထိုးချိန်ထားမိတဲ့တနတ်ဟာလည်းအောက်စီကိုငုံကြသွားရလေတယ်သူမေးတဲ့အချက်လဲတော့ဟာတော်ရုံဘုန်းကြီးတို့တော့ချက်ချင်းဖြေနိုင်ဖို့မလွယ်ကူဘူးသူတော်မှကိုရင်ဝေကြီးဘဝတုန်းက ចောင်းထိုင်ကြီးကစံပြအနေနဲ့ကျိန်နဲ့နှက်ပြီးအရာချက်ခိုင်းမှခိုင်းထားလို့အခုထိဆွဲမြဲနေတာဖြစ်တယ်။ကိုရင်ဘွားနဲ့ဝါးရီအများကြီးရပြီးစားဝါးရီတင်ကြပြီးကမှမုံဆိုးဘူးကကို ရောက်လာရတာကတော့မီယိုဖလာလို့ပဲမုံဆိုးကြောကောင်ဖြေမိမှာပါ။အသေးစိတ်ဝင်းဒီအသွဲသွဲတို့ကိုရောအကျယ်ဝင်းရောက်အုံးမာလာတကားကြီးမလိုပါဘူးဖေယား။မိုးဆိုးကြောကောင်တနက်ကိုပြစ်ချလိုက်ပြီးတော့ဒူးထောက်လို့လက်အုပ်ချင်းဖြေးလိုက်ပြီးတော့ ဥချဝေးပြုတ်လိုက်ပြီးတော့မျက်ရည်က ရေဝိုင်းလာရင်ကအရှင်ဖေယားတပည့်တော်ကိုကယ်တင်ပေးပါဖေယားဘုန်းကြီးကဒကာကြီးကိုကယ်တင်ခြင်းလို့ဒီကိုတကူးတကလှဲ့ဝင်လာခဲ့တာပါကျေးဇူးကြီးလာပါတယ်ဖေယားတပည့်တော်ဒီတော့ဒီတောင်တဲကလည်းလွမြောက်ချင်လာပါပြီတပည့်တော်အနောက်ပိုင်းကမိသားစုကိုလည်းတိတ်ပူနေရလောက်ပြီးလို့တွေးသိတ်တို့ပြိုလဲနေရပါပြီတပည့်တော်အိမ်ပြန်ခွင့်ကိုအလွန်မေးရကျင်ပြီပါလေဒကာကြီးအိမ်ပြန်လို့ရစီရပါလိမ့်မယ် ။ပြမဗျာ။ကျေးဇူးတော်ကိုအတွက်တပည့်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးဖေယား။ကောင်းပါပြီတကားကြီး။ဒါဖြင့်တကားကြီးကင်ဆောင်ထားတဲ့သူ့အသက်ကို သေသေးနိုင်တဲ့လက်နက်တို့ကိုစွန့်လွတ်ပါမယ်လို့ဂရီပေးပါ။တပည့်တော်ဂရီပေးပါလေဖေယား။ဘုဆိုးကြောကောင်ဟာဂတိစကားကိုပြောပြတာနဲ့ဖုန်းကြီးကိုအကြိမ်ကြိမ်ဝစ်တဲ့လို့ဥခိုက်နေမိပါတော့တယ် မုံဆိုးကြီးမုံခေါင်းတို့အားလုံးကို အင်းမင်ကုန်းရွာကလူတွေကငတ်ပေါင်းရဲ့နာရေးကိစ္စပြီးစီးတဲ့အထိနေရစ်ပေးကြဖို့တောင်းဆိုကြ။ဒါကြောင့်မုံဆိုးကြီးမုံခေါင်းတို့ဟာအင်းမင်ကုန်းရွာစီမှာပဲအထူးဧည့်သည်များအဖြစ်နေထိုင်ပြကြရင်းကငတ်ပေါင်းရဲ့နာရေးကိုကူညီပြကြတယ်။တဲခိုရာမှာလည်းတစ်ချက်ခုနှစ်ချက်ပြက်ဆိုသလိုငတ်ပေါင်းရဲ့အင်းစီမှာပဲတဲခိုဖြစ်ကြတယ်။ကြားသေးတဲ့စင်သေးတို့ကိုတော့တင်းတယ်လို့ရောင်းချကာငတ်ပေါင်းရဲ့ကြံရည်သူအမေးစီကိုပေးအပ်တယ်။ အားလုံးကလည်းတားဟာအတွက်ကြေခွဲနေရတဲ့ငါပေါင်းရဲ့အမိနာစီမှာနေပေးကြရင်လည်းဖေးမှာနှိမ့်သိကြရဲဗျငါပေါင်းရဲ့အမိဖြစ်သူသိရှုပ်ထွေတော့ကရောက်စီတာမျိုးမဖြစ်စေဖို့ကိုလည်းအကုန်လုံးကဂယုဆိုင်ကြဒီလက်ဒေတာတွေမှာကနာယီကိစ္စရှိရင်လောင်းကစားအဝိုင်းတွေပြူပေးတက်ကြတယ်ငါပေါင်းရဲ့နာယီကိစ္စမှာတော့ပြဿနာဖြစ်မှာစိုးလို့ဘာလောင်းကစားဝိုင်းမှာမရှိနေဘူးဒါပေမဲ့တရွာလုံးကငါပေါင်းအမိဘောဂယုနာတက်တာကတကြောင်ငါပေါင်းရဲ့အနေနာခံပေးဆက်သွားခဲ့တာကတကြောင်ပြီးတော့ ကြားဆိုးနဲ့စင်ကြီးတို့ရဲ့ရန်ကနေကဲတင်ပေးခဲ့တဲ့ရွာရဲ့ကဲတင်ရှင်ကြီးမုံဆိုးကြီးမုံခေါင်တို့ရှိနေတာကတကြောင်းကြောင့်နိုင်ရင်အင်စီမှာနှင်းနှင်းညညလူသူမပြတ်လတ်အောင်စီကားပြီးရှိနေတယ်။လောင်စာဝိုင်းအစားဒီနေ့ချင်းဝိုင်းလေးတွေပိုတစုဒီတစုနဲ့ရှိနေပြီးရောက်တဲ့ရာရာအကြောင်းတွေကိုပြောဆိုဖြစ်ကြဒီလိုအကြောင်းတွေကိုပြောဆိုဖြစ်ကြတာကညာပိုင်းအချိန်တွေမှာပါပဲအခုလဲရွာလဲကရှေ့မီနောက်မီဥရကျော်ဆိုတဲ့ဘာကြီးပြောပြတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း30လောက်က ကျောထဲမှာထူးဆန်းစွာဖြစ်ပျက်ခဲ့တဲ့မုံဆိုးကြီးကျော်ကောင်းရဲ့အကြောင်းအရာကိုပြန်ပြောင်းပြောပြတာကိုမုံဆိုးကြီးမုံခေါင်အပါဝင်အားလုံးစိတ်ဝင်စားနားထောင်ဖြစ်ကြတာပါ။ဘာကြီးရာကျော်ကမုံဆိုးကျော်ကောင်းကမျက်ရည်ဇလက်နဲ့ဖုံးကြီးကိုကတော့တဲ့နေရာမှာတင်ပြောပြနေခြင်းကိုအဆုံးသတ်လိုက်တယ်။ဒီအခါအမဲလိုလိုသိကျင်စိတ်ပြင်းပြတက်လွန်းတဲ့ကိုထူးနဲ့ကိုဦးတို့ကဘာကြီးအဲ့ဒီနောက်ကဘာဖြစ်သွားကြသလဲဗျ။ဟုတ်တယ်ဘာကြီးကတော့ပြီနောက်ပိုင်းမှာ မုံဆုကြောကောင်ဘာဖြစ်သွားစလဲပြီးတော့အဲ့ဒီဖုံးကြီးကရောအစာပိုင်းမှာပြောတဲ့ကြောက်ရုပ်ဖုံးကြီးများလားညီကိုနှစ်ယောက်ရဲ့အမေကိုဘာကြီးရာကြောက်ကခေါင်းငိမ့်လေးတယ်အမှန်ပဲကွာအဲ့ဒီတုန်းကကြောကောင်ဟာတောထဲမှာပျောက်သွားပြီးတလအကြာမှရွာကိုပြန်ရောက်လာခဲ့တယ်အိမ်ရောက်တော့တနတ်ကိုဘယ်တော့မှမကင်တော့ဘူးဘယ်လက်နဲ့မှမကင်တော့ဘူးဆိုပြီးတော့မုံဆုအလို့ကိုလည်းစွန့်လို့လိုက်ကြောင်ပြောပြတယ် ပြီးတော့သူဖြစ်ပုံတွေနဲ့တောနဲ့ထက်ကကြောက်ဖြစ်နေတဲ့ဖုံးတော်ကြီးအကြောင်းကိုပြောပြလဲ။သုံးရက်နေသူဖုံးကြီးစီကိုတွားပြီးကက်ဗီယာလုံးရမယ်အကြောင်းကိုလည်းပြောပြလာတော့အားလုံးကကြော်ကောင်းကိုယူသွားပြီးထင်ကြတာပေါ့။အုံးလဲဟုတ်တယ်လေကွာ။တောထဲမှာတလားတိတိပြောင်းနေခဲ့ပြီးထင်မှန်မထားတဲ့အချိန်ကျမှပြန်ရောက်လာတာ။အိမ်ကလည်းသူ့ကိုတေဆုံးမိရတဲ့နဲ့စွန်းလေးဘားလေးတွတ်ပေးပြီးမှသူကပြန်ရောက်လာတာလေ။ပြီးတော့သူရောက်လာတဲ့ပုံစံကိုလည်းကြည်အောင် အစာအာဟာရပြက်လက်ထားတဲ့ပုံစံနဲ့လူကအယိုးပေါ်အေးတင်လေးဒီတော့အားလုံးကကြော်ကောင်းကိုတောထဲမှာသွေးပြက်စရာတခုခုကြုံခဲ့ရတာကြောင့်တဲကြီးပြက်ပြီးတော့ယူးသွားတယ်လို့ထင်တာပေါ့။အော်။သုံးရပြည့်တော့ဘာဆက်ဖြစ်သလဲပါကြီး။ကိုထူးနဲ့ကိုဦးတို့ကတော့တကယ့်ကိုအမေးသမား။တကားထောက်သမားစစ်စစ်တွေသူတို့နှစ်ယောက်ကြောင့်ပဲဒီစကားဝိုင်းဟာဖြစ်တည်လာတယ်လို့ပြောရမယ်။သုံးရကြတော့ကြော်ကောင်းပျောက်သွားခဲ့တယ်ကွာ။သူမပျောက်ခင်မှာ။ ိမ်ကလူတွေကနမေးတာတွေပယောကကုတာတွေလောက်ကြသေးတယ်ဘယ်သူတွေဘလို့ကုကုကြောကောင်ကတော့ရောက်လာတော့ကအတိုင်းပါပဲသုံးရပြည့်တဲ့နေ့မှာတော့ကြောကောင်ပြောနေတဲ့နေ့ကိုရောက်လာတာမို့အလုံးကစိတ်ပူပြီးတော့အစီရင်တွေလှုပ်လို့တားမြစ်ထားတဲ့အပြင်အိမ်တိုင်းမှာလည်းကျိုးတွေနဲ့လည်းအထက်ထက်တုတ်ပြီးထားလိုက်ကြသေးတယ်ကွာဒါမှမကွာကြောကောင်ဟာမနဲ့အာယုံမကြခင်မှာပဲကျိုးတုတ်ထားပြီးစောင်းကြည့်နေတဲ့ဂျားကပျောက်ချင်းမလားကိုပျောက်သွားပါလေရောလားဟာ တူးဆန်းလိုက်တာနားထောင်နေကြသူစီကအာမေသိတန်တွေထွက်ပေါ်လာကြနောက်ဆုံးအာမေသိဖြစ်တဲ့တူးဆန်းလိုက်တာဆိုတဲ့စကားကိုဘာကြည့်ရာကျော်ကနင်းပြီးတော့အေးတူးဆန်းတာကတော့တကယ်ထူးဆန်းတာပဲနောက်တနေ့လောက်အကြာမှာတော့ထပ်ပြီးထူးဆန်းတာတွေဖြစ်သေးတယ်ကွာဘာများလဲဗျဒီတခါတော့ကိုဦးကိုထူးတို့ကမေးတာမဟုတ်ဘူးမိုးဆိုးကြီးမုံခေါင်းရဲ့အနားမှာထန်နေတဲ့မောင်ကောင်းကမေးလာတာပါတနေ့လောက်အကြာမှာရွာထိပ်မှာနွားချောင်းနေတဲ့ပေါ့လာဆိုတဲ့နွားချောင်းသားလေးဟာ နက်ခင်းစိုးငံဝင်းရင်ကြီးသူ့နွားเจ้าနေတုန်းကကြော်ကောင်းနဲ့အသားဆွတ်ဆွတ်ဖြူနေတဲ့ဘုံကြီးတစ်ပါးရောက်လာပြီးငါတို့တည့်ရချိုရွာဟာကက်ကြီးသုံးမဆက်ရောက်မှုကိုခံရပြီးတလာအတွင်းမှာပဲပျက်စီးတော့မယ်အเจ้าကိုလာပြော့သွားတယ်တဲ့။ပေါလာကချက်ချင်းပဲအဲ့ဒီစကားကိုရွာပြန်တယ်လာပေးပါလေ။အကုံလုံးကိုလည်းပြောပြတယ်။ဒါပေမဲ့ကွာဒိုးလူတွေဆိုတာကလည်းသိရတာမဟုတ်လား။ပေါလာစကားကိုကြော်ကောင်တို့မိသားစုကလွဲပြီးဘသူမှမယုံကြဘူးကွ။ချက်ချင်းပဲ ကျော်ကောင်တို့မိသားစုကရောင်းတဲ့နာတွေရောင်းချပြီးတော့ရွာပြောင်းသွားခဲ့ကြတယ်။နောက်မှသိရတာကကျော်ကောင်ဟာသူ့ရမေကိုအိမ်မက်ပေးလာတာတဲ့။ပြန်တဲ့သူတွေကတော့ဘလို့သိမှာတော့ကွာ။ပေါလာအာရှိတာဖြစ်ကြောင်းကျော်ကောင်သာပေါလာစီတကယ်လာတယ်ဆိုရင်ပေါလာကိုယ်တိုင်လိုက်ရှာပြီးတက်တည်ပြပါဆိုတဲ့စကားကတ်တွေနဲ့ပြောကောင်တို့ညင်းကောင်တို့ဘယ်သူမှလည်းမပြင်ဆင်ထားကြဘူး။ပိတ်မကြလိုက်ပါဘူးကွာ။ရွာမှာကာလာဝမ်းယောဂကြီးဆက်ရောက်လာပါလေရော။တပည့်အတွင်းကိုပဲလူတွေလူတွေ တေလိုက်တာမှမနေမနှောပဲဒီလိုဖြစ်နေပါလေဆိုမှမိကအကြီးကျယ်လောင်သေးတယ်ယောဂဘတ်ကြောင့်လူသူတွေမထူနိုင်ဖြစ်နေချိန်ဆိုတော့မိကိုမနိုင်ဘူးလေရွာလုံးကျွန်းနီးပါပဲမိလောင်ပြာကျသွားရတယ်ကွမိတဲ့ပါပြီးတေတဲ့သူတွေကမနေဘူးအဲ့ဒီတော့မှဘုံကြီးနဲ့ကြော်ကောင်ဟာရောက်လာပြီးပေါက်လာကိုပြောသွားတာဟာတကယ်ဖြစ်ကြောင်းလက်ခံကြားတော်တာပါပဲနောက်တော့အဲ့ဒီကြံရည်သူတွေဟာတည့်ရချူရွာကိုစွန့်ပြီးပြောင်းပြေကြတော့တာပေါ့ကွာ ပါကြီးရာကျော်ကတလန်းကိုညီကုန်ချုပ်လိုက်ပါပြီ။နားထောင်နေကြသူတွေကတော့မုတ်ဆိုးကျော်ကောင်ရဲ့တူးဆန်းတဲ့အဖြစ်ပြက်နဲ့ကြောက်ရွံ့ဖြစ်နေတဲ့ဖုံးကြီးရဲ့အံ့ဖွယ်ကောင်းတဲ့အကြောင်းအရာကိုသိဝင်စားမိနေရကနောက်ဆုံးတရဲချူရွာရဲ့အဖြစ်ပြက်ကြောင့်အလွန်ကိုပဲစိတ်မကောင်းဖြစ်ကုန်ကြတယ်။ကိုဦးနဲ့ကိုထူးတို့ဆိုသုံးတသက်နဲ့ကိုဖြစ်ကုန်ကြတာ။တကယ်တော့ကွာအဲ့ဒီကျော်ကောင်ဆိုတာငားရဲ့ငဲတငယ်ချင်းပါပဲ။ညီကိုနှဝင်းခွဲလဲတော်တယ်ကွာ ငါတို့မိသားစုထဲမှာကဘေးကနဲ့လွတ်တာဆိုလို့ငါရဲ့ငါအမေရဲ့ငါအကိုကြီးရဲ့ရှိတယ်။ကျော်ကောင်တို့မိသားစုကတော့ရွာကပြောင်းသွားပြီးကလေးကအဆက်အသွယ်ကိုလုံးဝအုတ်တုံပျောက်သွားတော့တာပါပဲ။ဖြစ်မှာဖြစ်ရစေလေနော်။တကယ်ကိုစိတ်မကောင်းစေရပါပဲ။မြညူကစိတ်မကောင်းဖြစ်လွန်းပြီးတော့ဝင်ပြောလာတယ်။ပြိုဆိုတရက်ချိုရွာလေးအတွက်ခံစားချက်ကိုမထိန်နိုင်လို့မျက်ရည်လေးတွေတောင်စို့နေခဲ့တယ်။အဲ့ဒီနောက်ပိုင်းကဘာတွေထပ်ဖြစ်သေးလဲပါကြီး။ဟင်းမဖြစ်တော့ဘူးကွာ။ ပေါလာစီကိုရောထက်လာသေးလားပါကြီးပေါလာတို့မိသားစုကလည်းကျော်ကောင်တို့လိုပဲအရင်ဆုံးပြောင်းသွားခဲ့တာဘဲကိုပြောင်းသွားတယ်ဆိုတာမသိတော့ထက်လာသလားမလာသလားမသိတော့ဘူးပေါ့ငါဆိုလဲအဲ့ဒီကလေးကဒီအင်မင်ကုန်းရွာကိုရောက်လာခဲ့တာကြာပြီလေဥရသားရဲ့အကြည့်တွေကငေးကြီးဆွေးမြေ့နေလေတယ်ကိုဦးကအဲ့ဒီတရချူရွာကဒီနေရာနဲ့ဆိုဘယ်နေရာလောက်မှရှိတယ်လဲပါကြီးဒီကနေဆိုယိုးမရဲ့အတွင်းဘက်ထဲကြာတယ်ကွာ အဲ့ဒီကိုရောထက်ကောရောက်ပြေသေးလာပါကြီးမရောက်ဖြစ်ပါဘူးကွာတတိယမိတော့သွားတော့သွားချင်းမိသေးတယ်ကွာဒါပေမဲ့လေအတိတ်ကစီကားခဲ့ဘူးတဲ့ရွာကြီးကိုရွာပြည်ကြီးအဖြစ်မြင်ရရင်ငါစိတ်ကောင်းမှမထင်ဘူးအင်းဒါတော့လည်းဟုတ်တာပါပဲစကားစားတို့ပြတ်တောက်သွားလေတဲ့အချိန်ကိုကြည့်တော့ညတကောင်ရံကို ရောက်နေပြီလေပြတ်တုံတန်တချို့လည်းထွက်ပေါ်နေလေပြီကဲညနေလာပြီနားကြားဆိုလာဥရသောကစကားဝိုင်းကိုတိမ့်ဖို့စကားဆိုလာတယ် ကောင်းပါပြီပါကြီးမိုးဆိုးကြီးမုံခေါင်ကပြောလိုက်ဒီနောက်တော့အားလုံးပဲစကားဝိုင်းကိုတင်းစီလို့အိယာများစီကိုဝင်ကြပါတယ်သူတို့အားလုံးအိယာဝင်ကြပေမဲ့အချို့နေရာလေးတွေစီမာကစကားဝိုင်းလေးတွေကြံရစ်ဆဲပဲပေါ့ငပောင်းရဲ့ရဲလေကိစ္စပြီးစီတော့မိုးဆိုးကြီးမုံခေါင်တို့ရွာစီကိုပြန်ခဲ့ကြပါတယ်မိုးဆိုးကြီးမုံခေါင်တို့ပြန်ချိန်မှာငပောင်းရဲ့အမေဒေါခင်ညိုကမျက်ရည်ဆက်လက်နဲ့နှုတ်ဆက်တယ်ဒါဖြစ်သူရဲ့နောက်ဆုံးထွက်တဲ့ဟာ မုတ်ဆိုးကြီးမုံခေါင်းနဲ့အနီးကပ်ဆုံးပြစ်ခဲ့တာမို့တားဖြစ်သူကိုအလွန်တတိယမိကြောင်ပြောပြတယ်။ရာရသူတို့ဘယ်စိတ်ကောင်းပါမလဲဗျာ။ဝိုင်းဝန်းအားပေးနှစ်သိမ့်ကြတယ်ဗျ။ရွာကလူတွေကလည်းဒေါခင်ညို့ကိုနှစ်သိမ့်ကြပြန်တယ်။မုတ်ဆိုးကြီးမုံခေါင်းတို့စင်ကြီးပေါ့ဆာဘုတ်ကိုတက်ပြီးတော့ပြန်ကြတော့အင်းပင်ကုန်းရွာသားတို့ကပေးရတဲ့လက်ဆောင်တွေကမနှဲမနှောပါပဲ။စင်ကြီးပေါ့ဆာလှမ်းထွက်တော့ဒေါခင်ညို့ရဲ့နဘေးစီမှာရွာသူရွာသားတို့ကြံရစ်ကြလေတယ်။ ရွာသူရွာသားတွေကဒေါ်ခင်ညိုနဲ့အတူမုံဆိုးကြီးမုံခေါင်ကိုရွာထိတ်အထိလိုက်ပို့ကြပြီးမြင်ကွင်းကလည်းမကွယ်မချင်းလက်ပြနှုတ်ဆက်ကြတယ်ဗျမုံဆိုးကြီးမုံခေါင်တို့ဟာအင်းမင်ကုန်းရွာစီကနေထွက်ခဲ့ကြပြီးတော့တရံမီကိုပြန်နဲ့အပြန်လန်းတစ်ချောင်းလုံးငါပေါင်းတို့တားမိအကြောင်းအင်းမင်ကုန်းရွာသူရွာသားတို့အကြောင်းတွေကိုပြန်တွေးပြန်ပြောရင်းနဲ့ရှိနေကြမုံခေါင်မင်းတို့ဘဲတော့ပြန်ကြမလဲကွာစကားစခဏပြတ်တော့သွားချင်းမုံဆိုးကြီးမုံခေါင်ကမောက်ကောင်းကိုအမေးရှိလိုက် ပြန်သေးပါဘူးမုတ်ဆိုးကြီးဟာမုတ်ဆိုးကြီးကအခုမှကျမ်းမာလာကစားမလားရုပ်တို့လည်းအချိန်ရသေးတာနေဦးမယ်ဗျအေးကောင်းတယ်ကွာငါကမင်းတို့ပြန်ကြတော့မလားဆိုပြီးတော့စိုးရင်နေမိတာစိုးရင်မနေပါနဲ့ဗျကျုပ်မုတ်ဆိုးကြီးနဲ့အတူမဲပြစ်ဘာပြစ်လှုပ်ချင်သေးတယ်ဗျအေးဒါဆိုရင်တော့ငါကလည်းသိတဲ့ဘောကြာလားမောင်ကောင်းရအာဟ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 ာမုတ်ဆိုးကြီးမောင်ကောင်းကထရရတော့အကုန်လုံးလဲရင်မိကြရုပ်တို့လည်းအခက်တင်လိုက်မှတော့မုတ်ဆိုးကြီးကိုထုကပြောလေတယ် ကိုဦးကကိုထုစကားကိုထောက်ပံ့တဲ့အနေနဲ့ခေါင်းကိုညှိ့လေမုံဆိုးကြီးမုံခေါင်းကအေးမင်းတို့အစင်သိရင်တော့လိုက်ချေပေါ့ကွာလိုက်မှာဗျာလိုက်မှာမပူနဲ့မပူနဲ့လိုက်ကြဟေးလိုက်ကြမုံဆိုးကြီးမုံခေါင်းကစိတ်ကြည်လက်သာရှိနေတဲ့ဟန်နဲ့အရှင်ဖောက်ပြီးတော့ပြောတော့အကုန်လုံးပဲထက်ရယ်မိကြပြန်တယ်အပြန်ခီးလေးဟာမုံဆိုးကြီးမုံခေါင်းရဲ့စကားစတင်မှုက အကူနာက ရှိနေတဲ့လွမ်းမောစရာတို့ကိုမေးပြောက်ကြပြီးတော့ ရဲတန်းမောတန်းတွေနဲ့စီစီကားကရှိလာခဲ့ပါတယ်။မြားညိုကတော့မကြမ်းမမာဖြစ်နေရကနေအခုလိုအခြေအနေကိုပြန်လဲရောက်ရှိလာတဲ့အထိထူထောင်ကျမ်းမာလာတဲ့ခင်မိုးတန်းမုံဆိုးကြီးမုံခေါင်ကိုကြီးကြီးနက်နက်ကြီးကြည့်ရှုမဆုံးရဲ့ပေါ့။တရက်ကြာပြီးနောက်မုံဆိုးကြီးမုံခေါင်ဟာအမဲပြစ်ဖို့မောင်ကောင်းတဲ့အတူခြေချင်းခီးနဲ့တောစီကိုဝင်လာဖြစ်ခဲ့တယ်။သင်ကြီးပေါ့ဆာကိုတော့အင်စီမှာပဲထားရစ်ခဲ့တာပေါ့။အရင်ကဆိုရင်သားကောင်လိုရဲ့ချက်ကြောင့်အခုလိုမျိုးတောဝင်လေးတိုင်း မုံဆိုးကြီးမုံခေါင်အတွက်ကသူလူအပ်တဲ့သားကောင်ရှိရာကိုသဝဲစားပုံရင်အစွမ်းနဲ့ရှာဖွေးလို့လွဲကူပေမဲ့အခုဒီချိန်တောကိုဝင်ရတော့မှတော့သူကတာမန်မုံဆိုးတယောက်ဖြစ်နေလေဒီတော့ပြစ်ခဲရမယ့်သားကောင်ကိုအပင်ပန်းခံတောလင်းလို့ရှာဖွေရမယ့်အရေးရှိလားသဝဲစားပုံရင်မရှိတော့ပေမဲ့လေမုံဆိုးကြီးမုံခေါင်စီမှာအတွေ့အကြုံကြောင့်ရရှိထားတဲ့မုံဆိုးပညာနဲ့ကျင့်ချိန်သုံးသက်နိုင်စွမ်းတို့ကတော့အပြည့်အဝရှိနေသေးတယ်ဆိုတာကိုအင်မင်ကုန်းရွာစီမှာတက်တည်ပြပြီးသားလေး တောစီကိုခြေနေပြီးဝင်လိုက်တာနဲ့မုတ်ဆိုးကြီးမုံခေါင်ဟာအရင်အရင်ကလိုပဲသူလုံးဆောင်နေကြပုံစံအတိုင်းညင်သက်စွာရက်ခါကောင်းငင်ကိုမော့ကြည့်လို့ဂါတာတချို့ကိုရွတ်လေတယ်မုတ်ဆိုးကြီးမုံခေါင်လုံးဆောင်နေတာကိုမောင်ကောင်းကစိတ်ဝင်စားကြည့်ရှုနေလေတယ်မုတ်ဆိုးကြီးမုံခေါင်ဂါတာရွတ်လို့ပြီးစီချိန်ကြတော့မောင်ကောင်းကမုတ်ဆိုးကြီးခုနကတူ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 နဲ့ရွတ်နေတာဘာတွေလဲဗျအရင်ရှင်းမျက်နာဂါတာမောင်ကောင်းရ ဒီကာရာကိုယူပြီးတောပိုင်းတောပိုင်းတွေကိုဒီကနေအမဲပြစ်မဲ့အကြောင်းကိုအတိပေးတာလို့လည်းပြောလို့ရတယ်။အော်အိုဆိုးတယောက်ကာရာယွတ်တာမျိုးကျုပ်ဒါပထမဆုံးမြင်ဘူးတာဗျ။မကောင်းစကားကြောင့်မိုးဆိုးကြီးမုံခေါင်ရဲလိုက်ပြန်လဲကျမ်းမာလာခဲ့ပြီးနောက်ပိုင်းမှာမိုးဆိုးကြီးမုံခေါင်ရဲမော့ရွှင်ပြပြီးရှိလာတာကိုမကောင်းသတိထားမိလေးတယ်။နေရောက်သားစကားပြောရင်းနဲ့ရိုးမာတောစီကိုလှမ်းဝင်လာကြတယ်။ဒေါ်တန်းလေးတစ်ခုကိုအဖြတ်မှာ အရှိတခေါ်လောက်စီကရုတ်ရုတ်ရက်ရက်တောတို့တန်တဲ့အတူ ရှုကနဲ့ရှုကနဲ့နာမုတ်ပြီးတောဝက်တကောင်အပြေးလမ်းဖြတ်ကူးသွားလေတယ်မုံဆိုးကြီးမုံကောင်ကတနက်နဲ့လမ်းပြစ်ဖို့ထိုးချိန်လိုက်ပေမဲ့တောဝက်ကမြန်လုံးတာမို့မြင်ခွင်းကနေပျောက်သွားလေပြီမုံဆိုးကြီးမုံကောင်တနက်ကိုပြန်ရုပ်သိမ်းလိုက်ဒီကောင်တော်တော်မြန်တာပဲနော်မောင်ကောင်ကစကားဆိုလာတော့မုံဆိုးကြီးမုံကောင်ကပြပြသလဲပဲရှုကနဲ့တိတ်နေဖို့ပြောလာမောင်ကောင်ကလည်းအလိုက်တီးစွာနဲ့အတန်ကိုတိတ်လိုက်တော့မုံဆိုးကြီးမုံကောင်ကပဝင်းကျင်ကိုလိုက်လံနားစွန့်နေလေတယ် အချိန်တော်ကြာတဲ့အထိဘာထူးခြားတမ်းမှမရှိလာတဲ့အခါမှာတော့မောင်ကောင်းကိုကြည်လာပြီးတော့ယာယီမောင်ကောင်းဘာဖြစ်တာလဲမုံဆိုးကြီးအခုနကတောဝက်ပြေးထွက်လာပုံကအနောက်ကနေတကောင်းကောင်းလိုက်လာလို့ပြေးတဲ့ပုံစံဖြစ်နေတော့သတိထားကြည့်နေလိုက်တာအခုတော့ဘာမှမဟုတ်တော့ဘူးသူ့ဘာသာအိုင်လူကိုအပျော်လွန်ပြီးပြေးလာတာထင်ပါရဲ့အိုင်လူတော်ကိုပျော်လွန်းနေဆိုတာကဘယ်လိုမျိုးလဲမုံဆိုးကြီးဒီလိုမောင်ကောင်းရတောဝက်ဆိုတာကကိုအပူကဲတဲ့တဲ့တောကောင်မျိုးသူတို့ကဒါကြောင့်ပဲ ေစိန်ဘွယ်လူတာမျိုးကိုနှစ်သက်ကြအခုပြေးသွားတဲ့တောဝက်ကနှာမုတ်သွားတာဆိုတော့ပုံမှန်အိုင်လူဖို့တော့မဖြစ်နိုင်ဘူးအဲဒီတောဝက်ဟာဝမဖြစ်မယ်ဆိုရင်အိုင်ထဲမှာတခြားဝက်ထီးတကောင်မျိုးရှိနိုင်တယ်ပြောရရင်တော့ဒီတင်းခွဲတောဝက်မတွေကတားတောင်းနေတယ်အဲဒီအတွက်ဝက်ထီးအနှံ့ကိုယာတော့မေးလိုက်ဖို့အတွက်ပြေးသွားတာမျိုးကိုပြောကျင်တာတောဝက်မတွေကအဲ့ဒီလူကြီးလားမဟုတ်ဆိုကြီးရအဲ့ဒီလူတော့အတီးကြမဟုတ်ပါဘူးမောင်ကွာရများသောအားဖြင့်တော့တော်ဝဲမရယ်ဆိုတာဟာ တော့အထီးကြီးတွေဝတ်တောင်ကြီးတွေအနားမှာပဲကပ်ပြီးရှိနေတတ်တာအဲတကယ်လို့သာကူနာကပြေးသွားတဲ့တော့ဝဟာအထီးဆိုရင်တော့သေကြလဲအဲဒီဝဟာတစ်ဖက်ဝတ်တောင်ဥဆောင်တဲ့အုပ်စုတဲစီကိုပြေးသွားတာဖြစ်ပြီးတော့ဝတ်တောင်ကောင်နဲ့ဘိုလ်လူကိုကြံတာဖြစ်မယ်ရှုပ်တော့ရှုပ်တယ်နော်မဟုတ်ဆိုကြည်နားလေရခတ်တယ်အလွန်မေးတော့လည်းမရှုပ်ထွေးပါဘူးမောင်ကောင်ရငါဗမာစကားပြောတာမလဲဝဲတာနေမှာပါအဲ့လိုလည်းမဟုတ်ပါဘူးမဟုတ်ဆိုကြည်ဟာဒါနဲ့အဲ့တော့ဝက်ကိုလိုက်မပြစ်တော့ဘူးလား အေးမပြစ်တော့ဘူးသူတို့ကိစ္စသူတို့ဘာသာရှင်းပါစေရောတိုင်းနာဖြစ်တဲ့မုံဆိုးကြီးမုံခေါင်ကဗမာစကားကိုများစွာရေးလည်အောင်မပြောတတ်ဘူးဆိုတာမောင်ကောင်းသိပါတယ်ဒါကြောင့်လည်းထပ်ပြီးရှင်းမပြခိုင်းတယ်လို့မေးမြန်းတယ်မူလည်းမပြူတော့ပဲတော်ဘက်ကိုလိုက်ပြေမပြစ်ကိုမေးမြန်းပြီးမုံဆိုးကြီးကမပြေကြောင်ပြန်ဖြေချိန်မှာတော့ကိစ္စကိုဒီမှာပဲနားလေတလောက်နဲ့ရက်လိုက်ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာထမန်တောင်ကိုရေးသားထားတဲ့တပွဲသားမုံဆိုးနဲ့ကြောက်ဖုံးကြီးရဲ့ကက်ပီယာဆိုတဲ့စိတ်ဝင်စားဖွယ်ရာ တော်တွင်မိုးဆူဇလန်းကောင်းလေးရဲ့ဒုတိယပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်းလေးကိုပြီးဆုံးအောင် နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာစီစဉ်တင်ဆက်သူကတော့ကျွန်တော်ချမ်းမြေပဲဖြစ်ပါတယ်ခင်ဗျာ